ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မျှဝေပေးတော်မယ့်ကျောင်းကတော့ခုလက်ရှိကျွန်တော်နိုင်ငံမှာဖြစ်ပျက်နေပေါ့လေဒါတန်ရင်သရနဲ့ကိုင်ပြည်ပခါတွေကရနကမှာတိဆောက်မယ်ပေါ့လေဒါတွေပရိုနဲ့ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့နိုင်ငံတိဆောက်ရေးလမ်းကြောင်းမှာအနောက်ချက်တခုဖြစ်နိုင်မလားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုသုံးသပ်မျှတော်မှာဖြစ်ပါတယ်တော်ဒါနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်နိုင်ငံပေါ့လေကျွန်တော်ရဲ့ခွဲစည်းဝင်ခြင်းကဥပဒေနဲ့အတူဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့အစိုးရတွေလည်းဒါပုံပေါက်ခဲဖြစ်ပါတယ်အဲဒီမိုကရေစီစနစ်နဲ့အတူပေါ့လေဒါဒီဥပဒေပြုဖို့အတွက်ဒါလွှတ်တော်နှင်းရတဲ့ဒါပုံပေါက်ခဲဖြစ်ပါတယ်ဆိုတော့ ။စက်တင်မှာပဲဒါဒီရွက်ကောက်ပွဲကနေဒါဖြစ်ပေါ်လာခဲ့တယ်တဲ့နိုင်ငံတော်သမ္မတနဲ့တရားမျှတတဲ့ဒါတရားစီရင်ခံတာတွေလည်းဒါပိုပေါက်ခဲ့ဖြစ်ပါတယ်။ဒီဆိုလိုချင်တာကတော့ဒီဒေါ်နိုင်ငံမှာပေါ့လေဒါ2008ဒါခုနှစ်ကလေးအတိုင်းဒါဒီဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့တာဖြစ်တယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်။ဒါထားမဲ့လည်းဒါဒီကျွန်တော်နိုင်ငံမှာပေါ့လေဒါဖြစ်တယ်ဒါကြာလာခဲ့တဲ့အများကဖြစ်ပေါ်လာခဲ့တဲ့ဒီဝါရရေးရတယ်ဒါတိုင်းသားရေးရဒါဒေါ်ရကွေးလေးရတယ်ပြင်ပေါ်လေဒါဖြစ်ပေါ်လာခဲ့တဲ့ဒီနေ့ကံပฏิပခတွေကိုဒါစစ်စစ်ညှိနှိုင်းဖို့အတွက်ဆိုးရဆက်ဆက်ကလည်းအချိုးပန်းကြဖြစ်ပါတယ် ့အဲ့ဒီကျိုးပန်းမှုရရလက်နေတာပေါ့လေဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကိုအချိန်ခံတဲ့အနိုင်ငံအစ်တိဆောက်ဖို့အတွက်ဘောဒင်ရက်ချိုးကိုလည်းရရှိခဲ့ဖြစ်ပါတယ်ဆိုတော့ဒါပေမဲ့လည်းပဲဒါဒီဒီမိုကရေစီလုပ်ငန်းစဉ်တရားဖြစ်တဲ့ဒါလူလူဆန္ဒကိုရေကောက်တဲ့2010ခုနှစ်ဒါပြည်ရေကောက်ပွဲမှာအမျိုးမတမမောကနေစခဲ့တဲ့မြန်မာနိုင်ငံရဲ့အပြတ်တဲကြောင့်ဒီနိုင်ငံတော်မှာနိုင်ငံပြည်ပခါရတာပို့ပြီးတော့ခြေပြန့်လာခဲ့ဖြစ်ပါတယ်ဟုတ်တကယ်တော့ဒါဒီမိုကရေစီနဲ့ဒါဖက်ဒရယ်စနစ်ကိုဒါအခြေခံတဲ့ပေါ့လေဒါနိုင်ငံတစ်ခုဒါတိဆောက်မယ်ဆိုလို့ရှိရင်ဒါလည်းနဲ့ကိုင်းတန်းစေဖို့ဒါအင်းသုံးလို့ဒါမရဘူးဒါမဖြစ်နိုင်ဘူးပေါ့လေ တော့နောက်တစ်ခုကလည်းဒါဒီလက်နက်ကင်ဒါလမ်းစဉ်နဲ့ဒါဒီထိထုတ်ထားတဲ့ပေါ့လေဒါနေမျိုးတွေကိုလည်းဒါဒီမိုကရေစီစနစ်အရာဒါအတည်ပြုလို့ရဘူးဒီမိုကရေစီစနစ်အရာဆိုလို့ရှိရင်ဒါလူထုရဲ့ဒါသဘောဆန္ဒကိုဒါကောက်ယူဖို့ဒါလိုအပ်တာလည်းဖြစ်ပါတော့ဒီညမှာတော့ပြောချင်တာကဖယ်ရယ်စနစ်နဲ့ပတ်သက်ပြီးတော့ပြောချင်တာလည်းဖြစ်ပါတော်ဒီဖရပီတုံးစနစ်ဆိုတာကဒီဘာသာစကားကိုယ်ဝေယုံကြည်မှုနဲ့ယဉ်ကျေးမှုမတူပြပြတဲ့နိုင်ငံတွေဒါမှမဟုတ်မျိုးနွယ်စုများပြားတဲ့နိုင်ငံတွေမှာသူတို့ရဲ့ကိုယ်ပိုင်လက္ခဏာရက်တွေကိုထင်းထင်းဆောက်ရှောက်နိုင်ဖို့အတွက်ကျင့်သုံးကြတယ်လို့ အကြံပြန်အမှတ်ရလို့ကြားရဖြစ်ပါတယ်ဆိုရင်ပြောချင်တာကတော့ဒီ Federal Bureau of Cinema ပေါ့လေဒါကိုပိုင်အုပ်ချုပ်ခွင့်နဲ့ဒါဘိုးအုပ်ချုပ်ခွင့်ကိုပေါ့လေဒါပေါင်းစည်းထားတဲ့စနစ်တစ်ခုဖြစ်တယ်လို့လာဆိုရမှာဖြစ်ပါတယ်ပြောချင်တာကတော့ဘိုးအစိုးရနဲ့ပေါ့လေဒါဒီဇန်ရအစိုးရဒီကြားမှာအာဏာကိုရအုပ်ချုပ်တဲ့စနစ်လို့ဒါပြောချင်တာပဲဖြစ်ပါတယ်အဲ့လိုဒါဗီဒရီရဲ့ပေါ့လေသဘောသဘာဝတွေဒါနှစ်သားတွေဒါရှိရဆိုမဲ့လို့ဒါအခုဒီလက်ရှိပေါ့လေကျွန်တော်နိုင်ငံမှာဖြစ်ပျက်နေတာဗောဓိယတစ်ခုကဒါဘယ်လိုမျိုးဖြစ်နေဆိုလို့ရှင်ဒါလူဝင်ဟာဒါလက်နဲ့အာဒါတောင်းတနေရှိတဲ့အဖွဲ့စီကအခုနေမျိုးပေါ့လေဒါတက်သလိုလောက်ပိုင်းမျိုးရှိတယ်အဲ ါတက်တယ်လို့လုပ်လို့ရတယ်ဆိုတော့တဘောဒါမျိုးဖြစ်နေပြီးတော့ဒါဖေရီရဲ့အနှစ်သာရမရှိတော့သလိုဒါဒီမိုကရေစီရဲ့ဒါအနှစ်သာရလည်းဒါပြတ်ကွေသွားတဲ့ပုံဖြစ်တယ်လို့ကျွန်တော်လည်းသုံးသပ်မိတယ်ဆိုတော့ဒီနောက်ဆုံးပြောချင်တာကတော့ဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကိုအချိန်ခံတဲ့ပေါ့လေဒါပြည်အောင်စုတစ်ခုဒါသွားမယ်ဆိုလို့ရှိရင်ဒါဒီဒီလက်နက်ကင်ပေါ့လေလမ်းစဉ်နဲ့သွားလို့ရမှာမဟုတ်ဘူးပြီးတော့ဒီဖက်ဒရယ်ဒီမိုကရေစီကိုအချိန်ခံတဲ့ပေါ့လေဒါနိုင်ငံတစ်ခုဒါတည်ဆောက်မယ်ဆိုလို့ရှိရင်ဒါဖက်ဒရယ်နဲ့ဒီမိုကရေစီကဒါနှစ်သက်တက်ဒါသွားဖို့လိုအပ်တာပဲဖြစ်ပါတ တော့ဒီဒီမိုကရေစီဒါမရှိရင်ဒါဖက်ဒရယ်ကလည်းတော့ဘူးတက်ခဲသွားနိုင်တယ်လို့လက်နက်ကင်နိုင်စင်နဲ့ဒါပြားပြမယ်ဆိုလို့ရှိရင်လည်းဒီမိုကရေစီကတောက်ကွယ်သွားနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့ဒီလက်နက်ကင်ပဋိပက္ခတွေကပေါ့လေဒါဒီဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကိုတော့အခြေခံတဲ့နိုင်ငံတိဆောက်ရေးလမ်းကြောင်းမှာဒီအနောက်ချက်တခုဖြစ်နေတော့မယ်လို့ဒါကျွန်တော်တွေနဲ့တော့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူး